ောင်ရီတိုင်းပသိမ်မုံရွာလမ်းပေါ်ရှိရေနတာဂိတ်နီးဓမ္မပါလာငကရစ်တောင်စီရီဘက်မှာစစ်ကောင်စီနဲ့အေအေဘူအောင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကတရင်မှုအပောင်ဝင်၃ဦးသေဆုံးတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းကိုအေအေနဲ့ဘူအောင်ဖွဲ့ကကြားဖြတ်တိုက်ခိုက်လို့ခလာရနှစ်ခွန်တရင်မှုနဲ့စစ်ကောင်စီတပ်သားချို့သေဆုံးခဲ့တာဖြစ်ပါတယ်။မနေ့ကဇွန်လ၄ရက်မနက်၈နာရီ25မိနစ်ခန့်ကကုန်းမြင့်တိုက်နယ်နဲ့အမြောက်တပ်3လေးလေးတို့ကနေ လက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ကိုဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။တရင်မှုတည်တယ်လို့တော့ပြောတယ်။မနေ့ကညနေ၄နာရီလောက်ခရဲကအမြောက်တက်ကနေလက်နက်ကြီးနဲ့ထုနေတာဒီနေ့မနက်လဲထတ်ထုတယ်ဇက်တိုင်းမို့ငတိုင်းချောင်းမျိုးပေါ်ထိအတန်တွေကြားနေရတယ်လို့ငတိုင်းချောင်းဒေတာကန်တူက AR Times ကိုပြောပါရယ်လက်နက်ကြီးပြခတ်တန်တွေဟာငတိုင်းချောင်းမျိုးပေါ်ထိကြားရပြီးဒေတာကန်တွေစိုးရင်ထိတ်လန့်က ကျောင်းတက်နေတဲ့ကလေးတွေကိုပါအိမ်ကိုပြန်လဲခေါ်ဆောင်သွားကြတယ်လို့သိရပါတယ်။ဓမ္မပါလာငရရတောင်စီရီအနီးတိုက်ပွဲဖြစ်ပွားစဉ်ကလည်းအာမတ344ကနေလက်နက်ကြီးပစ်ကူတွေပေးခဲ့ပြီးတီရာကုန်းမြင်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။စေကောင်စီကအမြောက်တက်အနီးဝန်းကျင်မှာကာကင်းတွေတိုးချဲ့အခြေပြုထားပြီးအမြောက်တက်အတွင်းအင်အားတိုးချဲ့မှုတွေပြုလုပ်ထားတယ်လို့သိရပါရဲ့ရှင်။ လက်ရှိရာသီဥတုအခြေအနေမှာပုံမှန်မုတ်တုံမူးတာရွာသွန်းနိုင်တာကြောင့်လာမယ့်၄ရက်တွင်မိုးရွာသွန်းမှုလျော့နည်းမယ်လို့သိရပါတယ်။ဇွန်လ၄ရက်နေ့ကနေ၈ရက်နေ့ထိပုံမှန်မုတ်တုံမူးတာရှိနိုင်တာကြောင့်မြမတပီလုံးမှမိုးရွာက မနေ့ပိုင်းမှနေသာပြီးညနေပိုင်းမှမိုးရွာနိုင်တယ်လို့ဥဝေဖြိုးဟန်လေချောင်းမိုးလေဝသက၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာကတစင်မျှဝေထားပါတယ်။လာမယ့်ဇွန်လ၅ရက်နေ့မနေ့ပိုင်းမှာတော့ နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကရင်နီပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမိုးရွာမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးစလကထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးရန်ကုန်တိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီး ကြံတိုင်းနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျ။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီး၎င်းတို့ရွေရှားရာနေရာတွေမှာမိုးထစ်ချုံနာတွေဖြစ်ပေါ်နိုင်တယ်လို့မူစလကအတည်ပြုထားပါတယ်ရှင်။ စကိုင်းတိုင်းကမ်းမလူမျိုးနယ်အာထကတရှိကျောင်းဆရာကြီးဟာအယံမူပြီးသွေးတစ်စာတချင်းအော်ဆိုရာကြောင့်စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းမေလ28ရက်နေ့ကသွေးတစ်စာတချင်းအော်ဆိုခဲ့တဲ့ကျောင်းဆရာကြီးအပါအဝင်၃ကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့ကျောင်းတွင်းဝင်ရောက်ဖမ်းဆီးသွားတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့အစည်းကသိရပါဗျ။ခံဝင်အရင်လာထိုးခိုင်းတယ်ပြီးနောက်ပုံမှန်တက်ပြီးထက်လာဖမ်းသွားတာ KTB ကအပြန်မျိုးပေါ်လန်းတလျှောက်အော်ဆိုလာတာလို့ကမ်ပလူဒေတာကန်က ERI Times ကိုပြောပါရယ်စစ်ကောင်စီဟာကျောင်းဆရာကြီးဦးမိုးထွန်းအထက်တန်းမြဆင်အောင်ဦးစိုးသိန်းနဲ့ကျောင်းဆောင်ဦးညွန့်ဝင်းတို့ကိုကမ်ပလူအာထကတိကျောင်းဝန်အတွင်ဝင်ရောက်ဖမ်းဆီးခဲ့တာပါဖန်စီခံရသူ၃ဟာမေလ၂၀ရက်နေ့က KTB ကအပြန်ဆိုင်ကယ်စီးရင်မြို့ပေါ်လမ်းတလျှောက်သွေးသင့်စာတခြင်းအော်ဆိုခဲ့တာကြောင့်ကျောင်းတွင်းနေထိုင်တဲ့ပြူစောထီတွေကတိုင်တန်းခြင်းဖြစ်တယ်လို့သိရပါဗျ။ ပြူစောင်းထီးတွေရဲ့တိုင်တန်းချက်အရာတချင်းအော်ဆိုတဲ့နေ့မှာစေကောင်စီတပ်ဖွဲ့ဝင်တွေကြောင်းတွင်ရောက်ရှိလာပြီးကြောင်းအုပ်ကြီးအပါဝင်၃ကိုခံဝင်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့သိရပါဗျ။ခံဝင်ထိုးခိုင်းပြီးနောက်မေလ29ရက်နေ့မှာဝင်းရောက်ဖမ်းဆီးပြီးနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့တရားစွဲဆိုသွားဖို့ရှိတယ်လို့သိရပါဗျ။ ဖန်စီခံရသူចောင်းဆရာကြီးနဲ့အဖွဲ့ကိုဥဝတဝရဲ့အမိန့်နဲ့ပြန်လွတ်ပေးမယ်လို့ပြောပေမဲ့လည်းဖန်စီခံရသူတော့မှပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ဒေသခံတွေစီကသိရပါတယ်ရှင်။ American သမ္မတဒေါ်နယ်ထရန့်ကမနေ့ကဇွန်လ၄ရက်နေ့ကစတင်ပြီးမြန်မာအပေါင်းဝင် နိုင်ငံပေါင်း၁၂နိုင်ငံကို American နိုင်ငံကိုခရီးသွားလာခွင့်ပိတ်သိမ်းခဲ့ကြောင်းလက်မှတ်ရေးထိုးကြေညာခဲ့ပါတယ်။ အမေရိကန်ကိုဝင်ရောက်ခွင့်ပိတ်ပင်မှုမှာ၎င်းတို့ချင်းချက်ထားဝင်ရောက်ခွင့်ပြုသူတွေကလွဲလို့ကျန်တဲ့ဗီဇာမျိုးစားအားလုံးနှီးပါကိုပိတ်ပင်တာဖြစ်ပြီးမြန်မာအာဖဂန်နစ္စတန်ချက်ကွန်ဂိုသမရနိုင်ငံအီကွေတာဂီနီအီရီထရီးယားဟေတီအီရန်လေဗျာဆိုမာလီယာဆူဒန်နဲ့ယေမန်နိုင်ငံတို့ကနိုင်ငံသားတွေပါဝင်တယ်လို့သိရပါဗျ။ ကြအပြင်ဘရွန်ဒီကျူဘာလာအိုစီယဲယာလီယွန်တိုဂိုတက်ကမနစ္စတန်နဲ့ဗင်နီဇွဲလားစတဲ့နိုင်ငံခုနှစ်နိုင်ငံကခီးသွွားတွေအပေါ်ကိုလည်းတစိမ့်တပိုင်းပိတ်ပင်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဆိုပါပြည်ဝင်ခွင့်ပိတ်ပင်မှုနှစ်ခုစလုံးမှာလာမယ့်ဇွန်လ9ရက်နေ့မှာအသက်ဝင်မှာဖြစ်ကြောင်းအင်ပြူရောကပြောကြားခဲ့ပြီးခီးသွွားလာခွင့်ပိတ်ပင်ရခြင်းမှာလည်းနိုင်ငံသားတွေအကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခြင်းနဲ့တရားမဝင်နေထိုင်သူတွေများလာခြင်းကြောင့်ဖြစ်တယ်လို့ အမေရိကန်အစိုးရကပြောဆိုထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့မေလ20ရက်နေ့ကလည်းကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Harvard တက္ကသိုလ်မှာနိုင်ငံတကာကျောင်းသားတက်ရောက်သင်ကြားခွင့်ကိုပိတ်သိမ်းခြင်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။မြောက်ကိုရီးယားနိုင်ငံနဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့နဲ့အမေရိကန်ဂျပန်တို့နဲ့သုံးနိုင်ငံမိတ်ဖက်ဆောင်ရွက်မှုတွန်းမြှင့်ဖို့တောင်ကိုရီးယားသမ္မတသစ်လီဂျေမြောင်ကအကြေပြုလိုက်ပါတယ် ပြီးခဲ့တဲ့နှစ်တွင်ဆေးဥချုပ်ရေးကြီးညာမှုကြောင့်တမရဟောင်းယွန်ဆက်ကီကိုယာရုကဖယ်ရှားခံရပြီးနောက်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာအနံ့ရရှိပြီးနိုင်ရင်နေငယ်ကြမှာပြောကြတဲ့မင်းငုံးမှာငယ်ဘဝဆင်းရဲမွဲတေမှုကနေတန်းတူညီမျှမှုမရှိတာအဂရိလိုက်စားတာတွေကိုတိုက်ဖြတ်ဖို့ကြွေးကြော်ရင်းတောင်ကိုရီးယားတမရဖြစ်လာခဲ့တဲ့လီဂျီမြောင်ကအခုလိုပြောကြားခဲ့တာပါ တောင်ကိုရီးယားအစိုးရတင်ဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার ချိန်ချမှုတွေကိုအမေရိကန်နဲ့စစ်ရေးမဟာမိတ်ပြုမှုအပေါ်အခြေခံပြီးတိုင်တွယ်ဖြေရှင်းမယ်လို့လွှတ်တော်မှာပြောကြားတဲ့မိန့်ခွန်းမှာ၎င်းကဆိုပါတယ်မြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ကဆွေးနွေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကတဆင့်ကိုရီးယားကျွန်းဆွယ်မှာငြိမ်းချမ်းရေးဆောင်ရွက်မယ်လို့သူကဆက်ပြောပါတယ်အိမ်နီးချင်းတိုင်းပြည်တွေနဲ့လက်တွေ့ကျတဲ့တန်ငင်းတမန်ငင်းကျင့်သုံးတာ တောင်ကိုရီးယား၊အမေရိကန်၊ဂျပန်သုံးနိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု တိုးမြင့်မယ်လို့၎င်းကပြောပါရယ်။အမျိုးသားကျိုးစီးပွားကိုခြေခံပြီးလက်တွေ့ကျတဲ့တန်ကင်းတမန်ကင်းကတဆင်ကမ္ဘာစီးပွားရေးနဲ့လုံခြုံရေးခင်းကျင်းမှာအဓိကပြောင်းလဲကြောင်းဖြစ်ပွားတဲ့အချက်တဲကိုအခွင့်အလမ်းတစ်ခုဖြစ်ပြောင်းလဲပါမယ်လို့လီဂျေမြောင်ကဆိုပါရယ်။ ဒီချိန်မြောင်ကိုဆောင်ဆိုင်နေတဲ့အကြမ်းတမ်းဆုံးပြင်ပစိန်ခေါ်မှုတွေမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စီချက်ခွန်မူဝါဒနဲ့မြောက်ကိုရီးယားရဲ့ရုရှားနဲ့စစ်ရေးမဟာမိတ်ပြုမှုကိုတိုးချဲ့တာတွေဖြစ်ပါတယ်